သူမအရင်လိုပြန်မချင်နေပါစေ။ယူနိုက်တက်ကိုတော့အရင်လိုပြန်ဖြစ်စေချင်တယ်။ယူနိုက်တက်ရဲ့ချီနီတွေကတော်တော်စိတ်မကောင်းစရာနေထားပါ။တကယ်ရင်ထဲကနေပြီးတော့နှစ်ပေါင်းများစွာသက်စာရှိရှိအားပေးလာတဲ့သူတွေအတွက်ဆိုရင်တော့အခုလက်ရှိအချိန်ကြီးကတော်တော်ပဲစိတ်ထိခိုက်ကြေကွဲရမှာပါ။ဘလောက်ထိလဲဆိုရင်ယူနိုက်တက်ကိုချစ်ပါရည်ဆိုရဲကိုမမင်းထုံးတော်မှာယူနိုက်တက်အပေါ်မှာလက်လျှော့ပြီးတော့ရှုံးပေးသွားခဲ့ပါပြီ။ယူနိုက်တက်ရဲ့အချိန်တွေကအလောက်ထိကိုစိုးရွားနေတာပါ။နောက်ပြီးတော့အခုဆိုရင်ယူနိုက်တက်ကလက်ညှိုးညွှန်ရရွှေဖြစ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ဘာလို့လို့အကုန်လုံးတဲတဲ့ရေတုံးမှာ လုံးဝမအောင်မြင်တာပါ။ယူနိုက်တက်မှာဟုတ်ရဲ့လားလို့တော့မှမေးခွန်းပြန်ထုတ်ရမယ်အနေထားအထိယူနိုက်တက်ကအခြေအနေစိုးနေရပါ။ဒါတွေကိုကျွန်တော်မပြောပြလဲပြည်သက်တို့သိမှာပါ။ဒါပေမဲ့ကျွန်တော်ခမရောဒီအခြေအနေတွေကိုဘာမှမတက်နိုင်ပါဘူး။ဒီကနေလှုပ်ပါလှုပ်ပါလို့ထိုင်အောင်နေတယ်ဟိုဘက်ကလူတွေကကြားတာမဟုတ်ပါဘူး။ချင်းစိမ့်နဲ့တန်ကုန်ဟစ်နေတယ်လေကောင်းထွက်သွားတာပဲအဖက်တင်ပါလိ။နောက်ပြီးမျောလင်းလို့ရမလားကြည့်ပြန်ရင်လည်းကမ်းမမြင်လမ်းမမြင်အနေထားရင်ဘေးနီးယားမှာမှအားရစရာရှိမနေပါဘူး။ကစားသမားတွေကိုကြည့်မလား။နေပြကိုကြည့်မလား။ အရသမားတွေလိုမထင်ရအောင်တမဲပုံစံတွေကချိုးယွင်းနေရပါဒါကြောင့်အားပေးတဲ့ fan တွေအနေနဲ့စီဟူထောက်ပတ်တွေစားပြီးတော့ဒီလောက်လေးတော့မှမလုပ်ပြနိုင်ဘူးလားလို့အသေးပေါက်ကြတာကလည်းအပြစ်မဟုတ်ပါဘူးဒီတော့အခုလက်ရှိမှာ United နဲ့ပတ်သက်လာရင်အတော်လေးကိုလည်းကြေကွဲနေကြပြီဖြစ်တယ်လို့အတော်လေးကိုလည်းအသေးနာကျင်နေကြပြီဖြစ်ပါသည်နောက်ပြီးဒီကဘာမှာ Man United နဲ့သူမကဒုက္ခအပြီးဆုံးဆိုပြီးတော့မှတချို့ fan တွေကသတ်မှတ်လိုက်ကြပါပြီအချိန်တွေကအဲ့လောက်ထိရောအဖက်စင်မြဖြစ်နေရပါ ဒါပေမဲ့ကျွန်တော်တို့ဘလောက်ပဲအပြစ်တင်တင်ရင်းနှီးရအမှန်တရားစကားတခုံကတော့ United ကိုတကယ်ပဲအရင်လိုပြန်ဖြစ်စေချင်ပါပြီ။ပြောမိရာတွေကလည်းစေတနာဒေါသကိုအရင်ခံပြီးတော့ပြောမိရာတွေပါပဲ။အသင်းကိုမချစ်လို့မုန်းလို့အသင်းပြောင်းအားပေးတော့မယ့်စိတ်တွေနဲ့ပြောနေမိတာလုံးဝမဟုတ်ပါဘူး။ Fan တွေရဲ့စိတ်ထက်ကဒီလိုမျိုးပါ။အရှင်းဆုံးပြောရရင်တို့ကဒီပုံစံအတိုင်းပဲတစ်သလုံးဖြစ်နေမယ်ဆိုရင်လေ United ကိုပဲတို့ကအားပေးသွားကြမှာပါဒါပေမဲ့အားပေးနေစဉ်ကာလတွင်ကိုချစ်တဲ့အရာတစ်ခုကိုအကောင်းဆုံးဖြစ်စေချင်တာလူတစ်ပါးဝတစ်ခုပဲမဟုတ်လား ဲ့တော့ဒီပုံစံတိုင်းဆိုရင်လေအစုံကြီးအားပေးမယ်ဒါမဲ့အကောင်းဆုံးလည်းဖြစ်စေခြင်းနဲ့သက်စာတရားနဲ့အနိုင်ရလိုစိမ့်တစ်ခုမှာ United Fan တွေကတော့ဒုတိယတစ်ခုပဲရွေးကြနိုင်မယ်ထင်ပါတယ်ဒါတော့လူတဘာဝတစ်ခုပါဘလောက်ပဲမုန်းနေပြောပြောအားလုံးကတော့ကိုအားပေးတဲ့အသင်းကိုအကောင်းဆုံးနေရာပဲဖြစ်စေခြင်းကြပါတယ်ဒါကြောင့် United အရင်လိုပြန်ဖြစ်ပါတော့ကွာဆိုပြီးတော့မှအော်ပြောလိုက်ထင်ပါတယ်ဒါမဲ့အော်ပြောနေတော့ဘာထူးမှလဲဘာမှမထူးလင်းနော်တကယ်အဲ့လိုအော်အားမှ United မှာကစားနေတဲ့ကာယကံရှင်ကစားသမားတွေပါကျွန်တော်တို့မဟုတ်ပါဘူး ဂျိုးဒရက်ကဘလို့အချိန်နေပါပဲဖြစ်ဖြစ်အားပေးနေရာနဲ့တောင်းဝင်ကျင်းနေပါပြီ။နောက်ပြီး United ရဲ့အချိန်နေဘလောက်ထိစိုးနေပြီလဲဆိုရင်ပြိုင်ဘက်အသင်းတွေကတော့အခုချိန်မှာတနားနေရာနဲ့နေထားမျိုးပါ။တနားနေရာဆိုတာက United ကိုပြန်ပြီးတော့ကောင်းစေချင်နေကြတာပါ။ပုံမှန်ဆိုရင်ပြိုင်ဘက်အသင်းတွေဆိုတာကကိုစိုးကျဖြစ်မှာပဲလူလာကြတာပါ။ဒါမဲ့အခုကတော့ပြိုင်မက်တရာတော့မှကိုယ့်အသင်းကိုကြည့်ပြီးတော့တနာနေရတဲ့အဖြစ်ဆိုတော့ကိုသင်းရဲ့ချိန်တွေကရေတိမ်နေနေပြီဆိုတာမြေကြီးလက်ခံမလွဲပါဘူး ောက်ပြီးဖာဂူဇန်ရဲ့ United ရဲ့အခုအချိန်လေးကိုကြည့်ပြီးတော့တော်တော်လေးကိုယူကျုံးမရဖြစ်နေပါပါ။အော်ငါဒီဆောက်ခဲ့ရတဲ့အတင်းလေးငါမရှိတော့ပျက်စီးပါရောလားဆိုပြီးတော့တရက်တရက်ယူကျုံးမရဖြစ်တဲ့စိတ်တွေနဲ့တောကရဲ့လေအတော်လေးရောက်နေတော့ပါလေ။ဒါကြောင့်အခုအချိန်ဒီရောက်တော်တော်လေးကိုပဲရင်လေးဖို့ကောင်းပါရဲ့ဗျာ။နောက်ပြီးတော့ကိုရီးယားသာအရင်လိုပြန်ဖြစ်စေခြင်းနေပြီးတော့ကစားသမားတွေကိုယ်တိုင်မှာအရင်လိုပြန်ဖြစ်စေခြင်းနဲ့စိတ်တွေမရှိရင်လည်းအပူပါပဲတကယ်တောင်းဝင်ရှိတာသူတို့ပါကျွန်တော်တို့လုံးဝမဟုတ်ပါဘူး ျွန်တော်တို့ကအခုလိုအစိုးဆုံးအခြေအနေဒီမှာရေကုန်ရေခမ်းအားပေးနေရတဲ့နေတာဝန်ကြီးနေရာချက်ကိုပုံနေပါပြီ။ဒါကြောင့်ဒီခါလေးကြတော့လေဦးဝမဘူးပဲဆလောင်းဘူးဆိုတဲ့အဖြစ်မျိုးဖြစ်နေသလားလို့တော့မှထင်မိပါပြီ။ပြိသက်တွေကသာဖြစ်ကျင်စိတ်ပြင်းပြနေပြီးတကယ်ကန်နေတဲ့ကစားသမားတွေကရော့ဒီရော်ရဲ့လုံနေဘသူဘာပြောပြောအတင်းရဒီတိုင်းပဲဆက်သွားနေမှာပါပဲ။ဒါကြောင့်လက်ရှိမှာအဖြစ်ကျင်ဆုံးစန်နာတစ်ခုကယူနိုက်တက်ကိုအကောင်းဆုံးပြန်ပြီးတော့ဖြစ်စေချင်တာပါ။ဒါပေမဲ့ဦးဝမဘူးပဲဆလောင်းဘူးပဲပူနေတော့ဟင်းရကြက်မှာမဟုတ်ပါဘူး။အားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်။